ဟုတ်ကဲ့မင်္ဂလာပါဗျာဒူးစီ KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာမနက်ကတော့လည်းကျွန်တော်တို့လွဲရပေါ့နော်ကျွန်တော်တို့၃၅ချိန်တည်း၂ချိန်ရှိရပြီးတော့ကျွန်တော်တို့ရှင်းပြခဲ့ရပေါ့နော်တကယ်လို့ကျွန်တော်၃၅အချိန်ကိုကန်ရင်လည်းကျွန်တော် break line ရလွဲရဖြစ်တဲ့အတွက်တော့ဘာမှမဟုတ်ဘူးပေါ့နော် ဩမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာငန်းကိုလည်းမင်္ဂလာပါဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာဒူးရမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါ တော်မှာတဲ့မင်္ဂလာပါဟုတ်ကဲ့ပါဗျာเนาะအားလုံးပဲမင်္ဂလာပါဗျာခဏတော့ကျွန်တော်တို့၁ရက်၂ရက်နှလုံးပဲကြံတော့တာပေါ့เนาะတကယ်လို့ကိုမလို့ကျွန်တော်အဲ့တစ်ပိုင်းနှစ်ပိုင်းပေါ့နော်တွဲထွက်မဲ့ခဏလေးကိုတွက်ပြရင်ကိုမလို့ကြိုက်မလားတော့မသိဘူးပေါ့နော်ကြံခဏဖြစ်နေတာဖြစ်တဲ့အတွက်တော့ကြိုက်ချင်မှလည်းကြိုက်လိမ့်မယ်ပေါ့နော်ညနေတိုင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအောင်စုမိုးမင်္ဂလာပါဗျဟုတ်ကဲ့ပါဗျနော်မင်္ဂလာပါဗျ ဆံမောင်ရဲမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကျွန်တော်ဒီမှာပေါ့နော်မနေ့ကညနေရကျွန်တော်တို့လုံးမိုင်ဆိုင်လေးပေါ့နော်ဒီလုံးမိုင်ဆိုင်လေးကိုကျွန်တော်လိုက်လွန်ပြီးကမှတွေ့တာပေါ့နော်ဝေရန်နဲ့မင်္ဂလာနေခင်နေလေခင်ပါဟုတ်ကဲ့ပါဗျာနော်မင်္ဂလာနေလေခင်လေးပါဗျာ Sky နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာအမျိုးအောင်နဲ့မနက်ကလွဲသွားတယ်တဲ့ဟုတ်ပါတယ်ဗျာနော်ကိုရင်းနဲ့မင်္ဂလာပါညီဟုတ်ကဲ့မင်္ဂလာပါဗျာ ဒါဆိုကျွန်တော်ဒီမှာပေါ့နော်6 9ကကျွန်တော်တို့9နောက်ပိတ်ပေါ့နော်ဒီ9နောက်ပိတ်6 9က9နောက်ပိတ်9ရဲ့ပါဝါတီ၄အဲ့ဒီ၄ဒီကျွန်တော်ဒီမှာလုံးပိုင်း၄ခွန်ဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာ9 1ကကျွန်တော်တို့1နောက်ပိတ်1ရဲ့ပါဝါတီ6အဲ့ဒီ6ဒီကျွန်တော်ဒီမှာလုံးပိုင်း6 1ဆိုပြီးတော့ထွက်တယ်ဗျဒီလုံးမိုက်ဆဲလေးရထပ်ပြီးရင်တော့ကောင်းမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ ခွန်းနှစ်ကကျွန်တော်တို့နှစ်နောက်ပဲနှစ်ရဲ့ပါဝါတီခွန်းခွန်းတီကျွန်တော်ဒီမှာလုံးပိုင်းခွန်း6ဆိုပြီးတော့ထွက်တယ်ဗျကျမင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျတမမင်းနဲ့မနက်က6ဆွဲလဲဆရာရဲဟုတ်ကဲ့ပါဗျနော်ငါနဲ့ဝေညာနေထထိုးမယ်ဟုတ်ကဲ့ပါဗျာနော်ကြိုက်တူရင်စောတာပေါ့ဗျာတဲ့အောင်ဆိုမှုဟုတ်ကဲ့ပါဗျာ ဒါဆိုကျွန်တော်ဒီမှာ38က8နောက်ပိတ်ပေါ့နော်8ရဲ့ပါဝါတီ3အဲ့ဒီ3ဒီကျွန်တော်ဒီမှာလုံးမိုင်ပြတ်ဒါဆိုရင်ကျွန်တော်ဒီမှာဒီလုံးမိုင်ဆိုင်လေးအထက်ပေးရင်ပေါ့နော်36က6နောက်ပဲ6ရဲ့ပါဝါတီ1အဲ့ဒီ1ဒီကျွန်တော်ဒီမှာလုံးမိုင်ပြတ်ကိုမတို့ကျန်းနှစ်တက်မှုရှိမှ3ပေါ့နော်ဒုတိယမှာအပိုင်ရလို့တော့မရှိဘူးကျွန်တော်ဒီမှာဒီဆိုင်လေးနဲ့တွက်ပြပေးခြင်းဖြစ်တယ်ပေါ့နော် ကျော်ဒီမှာ69က9နောက်ပိတ်9ရဲ့ပါဝါတီလေးအဲ့ဒီလေးဒီကျော်ဒီမှာလုံးပိုင်း၄ခွန်ဆိုပြီးထွက်တယ်91က10နောက်ပိတ်10ရဲ့ပါဝါ6အဲ့6ဒီဒီမှာလုံးပိုင်းကျွန်တော်တို့6တက်ဆိုပြီးတော့ထွက်တယ်ဗျခွန်2က2နောက်ပိတ်2ပါဝါတီခွန်ခွန်ဒီကျော်ဒီမှာလုံးပိုင်းခွန်9ဆိုပြီးတော့ထွက်တယ်38က8နောက်ပိတ်8ပါဝါတီ3 3ဒီလုံးပိုင်းကျော်ဒီမှာ4 3ဆိုပြီးတော့ထွက်တယ်ဗျ ဒါဆိုကျွန်တော်ဒီမှာ3 6က6နောက်ပဲ6ရဲ့ power တီတဲ့အဲ့ဒီတဲ့ဒီကျွန်တော်ဒီမှာလုံးမိုင်ပေါ့နော်ကျွန်တော်ဒီတဲ့ပိုင်းလေးဒီကျွန်တော်နှစ်ချက်တွေ့တာပေါ့နော် ဒီမှာကျွန်တော်တို့2ရက်7ရက်8ရက်ဒီ3လုံးပုံချင်းတည်လဲ1ဖြစ်လို့ကျွန်တော်တို့ဒီမှာဒီ1ပိုင်းပြကျော်ဒီမှာတော့အစားတော့ဒီမှာတစ်ပါဝါ6ပိုင်းပေါ့နော်ဒီကောင်တီကျွန်တော်တို့ကတစ်ပိုင်း6ပိုင်းတစ်ပိုင်းတော့6တစ်တော့ထွက်တယ်ပေါ့နော်ဒါဆိုကျော်ဒီမှာနောက်တစ်ပင်တီ6ရယ်4ရယ်ပေါင်းချင်းတီနဲ့နဲ့နဲ့ဒီက9ပေါင်းတော့9ဒီ3လုံးပေါင်းချင်းတီ9ဖြစ်လို့ကျွန်တော်ဒီမှာဒီ9ပိုင်းပြတ် တော့ဒီကိုးပိုင်မှာလဲခွန်ကိုးပေါ့เนาะနှစ်ပါဝါဒီခွန်ခွန်ပိုင်ကိုးပိုင်မှာလဲကျွန်တော်တို့ခွန်ကိုးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ6ရေ6ရေပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီက1နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့ကျွန်တော်ဒီမှာဒီ3ပိုင်ဗျဒီ3ပိုင်မှာလဲကျွန်တော်တို့4 3ထွက်တယ်ပေါ့เนาะဒီမှာတော့ကျွန်တော်တို့8ပါဝါဒီလဲ3 3ပိုင်3ပိုင်မှာတော့3ဘူးမထွက်ပဲ4 3ပဲထွက်တယ်ဗျ အလိုမဲ့ကျိုင်းနေတက်မှလည်းသုံးပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဒီနေ့အတွက်က9ရက်ခွင့်ရပေါင်းချင်းတည်နှင်းနှစ်နဲ့ဒီက9နဲ့ပေါင်းတော့တက်ဒီ3လုံးပေါင်းချင်းတက်ဖြစ်လို့ကျွန်တော်တို့ဒီမှာတည်လဲတက်ပိုင်ဗျကျွန်တော်အစောကဒီနောက်ပိတ်လိုင်းလုံးပိုင်းလေးပေါ့နော်9ဘာဝတီ4ဘိုင်း1ဘာဝတီ6ဘိုင်း2ဘာဝတီ9ဘိုင်း 8ပါဝါဒီ3ဘိုင်ပေါ့နော်ဒီဒီနောက်ပိတ်လမ်းရလုံးပိုင်စိုက်လေးကိုကျွန်တော်က1ချင်းနောက်ထပ်တစ်ခုနဲ့တွဲရင်ပြပေါက်လေးပေါ့နော်ဖြူညီလည်းဟုတ်တယ်တဲ့တစ်ကိုအပိတ်ကြိုင်နေတာတဲ့အပိတ်တော့မဟုတ်ဘူးပေါ့နော်ဒီမှာဒီကျွန်တော်တို့ထိတ်စီလမ်းလေးတောင်းပါပဲခွန်ရခွန်ရပေါင်းချင်းဒီလေး၃ညရဲ့၄ရပေါင်းချင်းဒီလေး၃ရ၁ရပေါင်းချင်းဒီလေးဆိုဖြစ်မှာဆိုရင်တစ်ထိတ်ပေါ့နော်ကျော်တို့မနက်ကပရိတ်လိုင်းရတော့ကျွန်တော်ဒီမှာပေါ့နော်အခုကျွန်တော်ရှင်းပြတဲ့ဟာလေးဒီပရိတ်လိုင်းပေးနေတာဖြစ်တယ်ဗျာ ဒါအဲ့တော့မနက်ပိုင်းဘရိတ်ပေါ့နော်တော့ဒီမှာ9 6ပေါင်းချင်းတီ1ဖြစ်လို့1 6 8ဘရိတ်ခွန်ခွန်ပေါင်းချင်းတီ4ဖြစ်လို့4 9 8ဘရိတ်3ည4ပေါင်းချင်းတီ4ဖြစ်လို့4 9 8ဘရိတ်ပေါ့နော်ဒါအဲ့တော့ကျွန်တော်တို့မနက်ပိုင်းဘရိတ်ဖြစ်ပါတယ်ဗျာကျော်ဒီမှာနှစ်ပါဝါတီခွန်ပိုင်းပေါ့เนาะကျော်ဒီမှာရေးလိုက်မယ်ဗျ တော့ဒီမှာဒီနှစ်နောက်ပိတ်ရဲ့ဘဝတီခွန်းပိုင်၈ဘဝတီ၃ပိုင်ပေါ့နော်၈ဘဝတီ၃ပိုင်၆ဘဝတီရောဒီမှာ၁ပိုင်ပြတ်ကျော်ဒီလုံးပိုင်လေးကိုနောက်ထပ်လုံးပိုင်လေးနဲ့တွဲရင်အပြည့်ပေါက်လေးပေါ့နော်၁ရဲ့၂ရဲ့၁ရဲ့ဒီ၃လုံးပေါင်းကျွန်းဒီ၄ဖြစ်လို့၄ရဲ့ဘဝတီကို၉တီကျော်ဒီမှာလုံးပိုင်ပြတ် ကျော်ဒီမှာခွန်ပိုင်၉ပိုင်မှာခွန်၉ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်တည်လဲနှစ်ရဲ့ရှစ်ရဲ့ပေါင်းချင်းတည်တုံညာတုံညာနဲ့ဒီက၉နဲ့ပေါင်းတော့၉ဒီ၃လုံးပေါင်းချင်းတည်၉ဖြစ်လို့၉ရဲ့ပါဝါတည်လေ၄တည်လဲကျွန်တော်တို့ဒီမှာလုံးပိုင်ပြဒီမှာကျွန်တော်တို့၃ပိုင်၄ပိုင်မှာ၄၃ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကျွန်တော်ဒီမှာဒီနေ့အတွက်ပေါ့နော်၈ရက်၆ရက်ပေါင်းချင်းဒီလေး၄နဲ့ဒီရ3နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါဒီနှင်းနှစ်ဒီကျွန်တော်ဒီမှာလုံးပိုင်းပြကိုမတို့ကြက်ချင်းမှလည်းကြိုက်နှစ်တက်လိမ့်မယ်ပေါ့နော်ကျွန်တော်ဒီမှာဒီခွန်ပိုင်း9ပိုင်းမှာခွန်9ထွက်တယ်3ပိုင်း4ပိုင်းမှာ4 3ထွက်တယ်1ပိုင်း2ပိုင်းပေါ့နော်ဒီကောင်းနှလုံးတီတော့ကြံကနန်းဖြစ်တယ်ဗျဒါဆိုကျွန်တော်ဒီမှာဗရိတ်လိုင်းလေးပေါ့နော်ဒီဗရိတ်လိုင်းလေးတီလဲကျွန်တော်တို့ ဒီမှာဒီကျွန်တော်တက်နောက်ပဲတက်ရဲ့ပါဝါ6တီသူ့ရဲ့တပင်ကျော်မှာ brake 9ဆိုပြီးတော့6 brake ထွက်တယ်ဗျကျွန်တော်ဒီမှာခွန်ပိုင်း9ပိုင်းတက်ရဲ့ပါဝါဒီတက်နောက်ပဲရဲ့ပါဝါတီ6အဲ့ဒီ6တီကျွန်တော်တို့သူ့ရဲ့တပင်ကျော်မှာ brake ပေါ့နော်အလုံးမဲ့နားလည်းမဲ့ထင်တယ်ဗျဒီမှာကျွန်တော်တို့ခွန်9ဆိုပြီးတော့6 brake ထွက်တယ်ကျွန်တော်ဒီမှာခွန်နှစ်ကနှစ်နောက်ပဲနှစ်ရဲ့ပါဝါခွန်တီသူ့ရဲ့တပင်ကျော်မှာပြည့်ကျွန်တော်၄၃ဆိုပြီးတော့ခွန်ပြည့်ထွက်တယ်ဗျ။ ဆိုဒီမှာလဲ3ပိုင်း4ပိုင်းခွန်ပရိတ်ပေါ့နော်ခွန်ပိုင်း9ပိုင်း6ပရိတ်ဒါဆိုကျော်ဒီမှာ38က10နောက်ပိတ်10ရဲ့ပါဝါ3အဲ့ဒီ3ဒီကျွန်တော်သူ့ရဲ့တပင်ကျော်မှာပရိတ်ဆိုရင်1ပိုင်း2ပိုင်းပရိတ်ဒီ3ပရိတ်ဆိုရင်1 2ဒီတကွက်ကောင်းအနေနဲ့ယူဆလို့ရတယ်ပေါ့နော်ကိုမလို့ကြိုက်နှစ်သက်မှုရှိမှလဲ3မြတ်ဒါဆိုကျွန်တော်ဒီမှာဒီပရိတ်လိုင်းဒီဒါပဲလားတော့မဟုတ်သေးဘူးပေါ့နော် တော်ဒီမှာပရိသတ်6ရဲ့4ရဲ့ခွင်ရဲ့ဒီ3လုံးပေါင်းခြင်းဒီခွင်ဖြစ်လို့ခွင်ရဲ့ပါဝါတီနဲ့ခွင်နှစ်ဒီကျွန်တော်ဒီမှာပရိပြကျော်ဒီမှာခွန်နှစ်ပြိတ်မှာ6တဆိုတော့ခွန်ပြိတ်ထွက်တယ်။ဒါဆိုကျော်ဒီမှာနောက်တပင်ပေါ့နော်။နောက်တပင်ဒီလဲ9ရဲ့9ရဲ့6ရဲ့ပေါင်းခြင်းဒီ1 1နဲ့ကျော်ဒီက3ညနဲ့ပေါင်းတော့1 ီ၃လုံးပေါင်းခြင်းဒီ၁ဖြစ်လို့၁ရဲ့ပါဝါဒီ၆၁၆ဒီကျွန်တော်ဒီမှာဗရိတ်ပြတော့ဒီမှာ၁၆ဗရိတ်မှာလဲခွန်၉ဆိုတော့ကျွန်တော်တို့၆ဗရိတ်ထွက်တယ်ကျွန်တော်ဒီမှာဒီဒီ၁ဘိုင်ကိုကျွန်တော်တို့ခွန်၂ဗရိတ်ဆိုရင်လဲဒီမှာတနေ့ဆိုရင်16ရက်1ပူးရပေါ့နော်အဲ့ဒီမှာ6တက်ဆိုပြီးပါမယ်ဒီမှာလဲ9ပိုင်ကိုကျွန်တော်တို့16ပရိတ်ဆိုရင်9နှစ်9ခွန်ပေါ့နော်အဲ့ဒီနှစ်ကွက်မှာကျွန်တော်တို့ခွန်9ဆိုပြီးတော့ပါမယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော် ခွင်းရခွင်းရပေါင်းချင်းဒီလေလေးနဲ့ဒီက3နဲ့ပေါင်းတော့ခွင်းဒီ3လုံးပေါင်းချင်းဒီခွင်းဖြစ်လို့ခွင်းရပါဝါဒီနဲ့ခွင်းနှစ်ဒီကျွန်တော်တို့ဒီမှာပြိတ်ပြတော့ဒီမှာခွင်းနှစ်ပြိတ်မှာကျွန်တော်တို့4 3ဆိုတော့ခွင်းပြိတ်ထွက်တယ်ဒီမှာလည်းကျွန်တော်တို့ဒီ3ပိုင်းကိုခွင်းနှစ်ပြိတ်ဆိုရင်3ရ3 9ရပေါ့เนาะအဲ့ဒီနှစ်ကွက်မှာ4 3ဆိုပြီးလဲထွက်တယ်ဒီမှာဒီလဲကျွန်တော်တို့3ပိုင်း4ပိုင်းတစ်ကွက်ကောင်းပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့အတွက်ပြိတ်လိုင်းလေးတည် ၃ညရဲ့၄ရဲ့ပေါင်းချင်းဒီလေ၄နဲ့ဒီရဲ့၄နဲ့ပေါင်းတော့၈ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈၃ဒီကျွန်တော်ဒီမှာပြိပြအားလုံးပဲဒါလေးနားလိုက်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာ1ပိုင်ကို8 3ပြိဆိုရင်1ခွင်ရဲ့1နှစ်ရဲ့ဆိုပြီးနှစ်ကွက်ထိုးရမယ်အဲ့ထဲမှာမှကျွန်တော်တို့က1ပိုင်2ပိုင်ပြိတိလဲကျွန်တော်ဒီမှာ ပါဝါ3ဒီသူ့ရဲ့တမင်ကျော်မှာ break ဆိုတော့ကျွန်တော်တို့ဒီမှာ1နှစ်ဒီတကွက်ကောင်းပေါ့နော်ကိုမတို့နားလည်မလို့လဲထင်တယ်ဗျကြိုက်နှစ်တက်မှုရှိမှလည်း3ပေါ့နော်ကျော်ဒီမှာနောက်ထပ်လုံးမန်လီပေးတာလည်းပြမှာပေါ့နော် ကြော်ဒီမှာခွင်းရ6ရဒီရ6ရဒီ3လုံးပုံချင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါတီခွင်းခွင်းဒီလဲကြော်ဒီမှာလုံးပိုင်းဗျဒါဆိုကြော်ဒီမှာနောက်တစ်ပြန်ပေါ့နော်3ည7ရဒီရ9ရ3ည7ခွင်းပေါင်းချင်းဒီ8ဖြစ်လို့8ရပါဝါဒီ3 3ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းဗျ3ပိုင်းမှာလဲကျွန်တော်4 3ပေါ့နော်ဒီခွင်းပိုင်းမှာလဲခွင်း9ဗျကျွန်တော်တို့က အပိုင်ယူလို့မရောက်ဘူးเนาะဘယ်ဟာပေးမှလဲဆိုတာအတိအကျမသိရတော့ဖြစ်တဲ့အတွက်သူပေးနေတာလေးတွေကိုကျွန်တော်အတွက်ပြပေးခြင်းဖြစ်တယ်ဗျာဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ပေါ့เนาะနောက်တစ်ပင်မဟုတ်ပြဒီနေ့ပေါ့เนาะ3ရက်2ရက်ပေါင်းချင်းဒီ9 9နဲ့ဒီက4နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့ပါဝါဒီ4 4ဒီလဲကျွန်တော်ဒီမှာလုံးမိုင်တွေ့ရတယ်ဗျာကျော်ဒီမှာ4ပိုင်းပေါ့เนาะဒီ4ပိုင်းဒီဒီခွန်ပိုင်းကိုကျွန်တော်တို့ဒီဘက်က ကျွန်တော်ဒီမှာပေါ့နော်အနီရောင်လေးနဲ့ရေးထားတယ်ကိုးပိုင်နဲ့တွဲရင်လဲကျွန်တော်တို့ခွန်ကိုးဆိုပြီးတော့ပေါက်ကနန်းဖြစ်တယ်ကျွန်တော်ဒီမှာဒီ၃ပိုင်လေးကိုကျွန်တော်ဒီဘက်ကအနီရောင်လေးနဲ့ရေးထားတယ်၄ပိုင်နဲ့တွဲရင်လဲ၄၃ဆိုပြီးတော့ဖြစ်တယ်ဗျဆိုတော့ဒီအရဆိုရင်ကျွန်တော်ဒီမှာဒီ၄ပိုင်ဒီဒီဘက်ကအနီရောင်လုံးပိုင်နှစ်ပိုင်လေးပေါ့နော်အဲ့ဒါလေးနဲ့တွဲရင်လဲကျွန်တော်တို့ကအပြီးပေါက်တော့ဖြစ်နေတယ်ဗျ တော့ဒီ၄ဘိုင်းတည်တော့ကျွန်တော်ဒီနေ့မှလည်း၂ချက်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ9ရဲ့1ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီက3ညနဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်း6ဖြစ်လို့6ရဲ့နှက်ခတ်ဒီ9 9ဒီလည်းကျွန်တော်ဒီမှာလုံးပိုင်းပြကျော်ဒီမှာဒီ9ပိုင်းနဲ့ဒီဘက်ကခွန်ပိုင်းနဲ့ဆိုလဲခွန်9ပေါ့နော်ဒါဆိုကျော်ဒီမှာနောက်တစ်ပင်ဒီခွန်ရဲ့2ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီရဲ့3နဲ့ပေါင်းတော့2 ဒီ၃လုံးပေါင်းခြင်း2ဖြစ်လို့2ရဲ့နှက်ခတ်ဒီလေး၄ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းဒီဘက်က၄ပိုင်းဒီကျွန်တော်ဒီ၃ပိုင်းနဲ့တွဲရင်လဲကျွန်တော်တို့၄၃ရတယ်ဗျဒါဆိုကျွန်တော်ဒီမှာ38ရဲ့ကျွန်တော်4ရပေါ့နော်38ပေါင်းခြင်းဒီ2ဖြစ်လို့2နှက်ခတ်ဒီလေး၄ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းဗျကျွန်တော်ဒီမှာဒီ၉ပိုင်းဒီဒီဘက်ကခွန်ပိုင်းနဲ့တွဲရင်လဲခွန်၉ရမယ် ဒီ၄ဘိုင်းဒီဒီဘက်က၃ဘိုင်းနဲ့တွဲရင်လည်း၄၃ရမယ်ဒီ၄ဘိုင်းဒီကျွန်တော်တို့ဒီဘက်က၄ဘိုင်းနဲ့တွဲရင်လည်းအပြီးပေးတယ်ပေါ့နော်ဒါဆိုကျွန်တော်က၄ဘူးပါထည့်ရမယ်ဗျဗရိတ်ကကျွန်တော်တို့၈၃ဗရိတ်ပေါ့နော်ကျွန်တော်ကနန်းနေတော့အများကြီးတော့မစီတော့ဘူးပေါ့နော်ကိုမတို့လည်း မြင်တဲ့နဲ့လေးလေးပူလာနိုင်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော် ကျွန်တော်မနေ့ကပြခဲ့တဲ့ break line အရဆိုရင်တော့ကျွန်တော်တို့နှစ်ခွန်လေးတည်လဲ break ပေါ့နော်ဘယ် break line အမှန်မလဲဆိုတော့ကျွန်တော်လည်းအတိအကျမသိဘူးမနေ့က break line ရတော့ကျွန်တော်တို့ break line ရလဲမှန်ခဲ့တယ်ပေါ့နော်နှစ်ခွန်လေး break မှာကျွန်တော်တို့ခွန် break ထွက်တယ်ဒီနေ့မှလည်းကျွန်တော်တို့နှစ်ခွန်လေးတည်လဲ break ရပါတယ်ဗျကျွန်တော်ဒီမှာ1နှစ်1ခွန်65ပေါ့နော်4ဘူး4နှစ်ခွန်5ဆိုပြီးတော့ခဏန်း6ွက်ဗျကိုမတို့လည်းအကြိုက်ပါမှာ3ပေါ့နော်2ဒီမှာလည်းကျွန်တော်တို့ အပိုင်လည်းမရှိဘောနော်လေးကိုတို့ကျွန်တော်ဘာလို့မထဲလဲဆိုတော့ကိုဒီအာနေကနန်းဖြစ်တယ်ပေါ့နော်တုံညကျွန်တော်30ဆိုပြီးလည်းမထဲတာဒီလဲကျွန်တော်တုံညကိုလည်းအာနေကနန်းလို့ကျွန်တော်ယူဆထားတာဖြစ်တဲ့အတွက်ကျွန်တော်တော့မထဲပါဘူးဗျဟုတ်ကဲ့ပါကျွန်တော်တွေ့ပြတဲ့ကဏန်းလေးဒီပေါက်ကဏန်းလေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ကဏန်းဒီလေ၄နိုင်ခွဲထွက်မဲ့ကဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နေရသေးတယ်ကိုမရီကလည်း subscribe နေပြီးဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ